ကျမ်းမာတော်မူကြပါစားခမညာ K Media NU Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်သူကရွေးကောက်ပွဲကိစ္စလေးပြောပါမယ်ရွေးကောက်ပွဲကိစ္စဆိုတဲ့နေရာမှာသတင်းကတော့ထွက်လာပါပြီဘာလို့ဆိုတော့နတ်ဆကကတော့ရွေးကောက်ပွဲကျင်းပဖို့မြို့နယ်ပေါင်း268မြို့နယ်ရထားပါတယ်လို့ထွက်ပြောလာပါပြီအဲ့ဒါဘယ်လိုပြောတာလဲဆိုတော့ဘယ်လိုပြောလဲဆိုတော့ပြီးခဲ့တဲ့ရပိုင်းကမီဒီယာတခုကမေးတယ်အဲနာဆာကတရမပြန်ကြိုက်ကူရမှာမေးတယ်ယူစီကိုမေးတယ်မေးတဲ့မေးခွန်းမှာယူစီကပြန်ဖြေတာပြန်ဖြေတာကဘာလဲဆိုတော့ ်မိကွန်းကဘာလဲဘာပါလဲဆိုတော့ဒီစံမှာချိန်ပါမယ်ဆိုတော့ရွေးကောက်ပွဲမှာတဲ့ PR စနစ်လား FPTB လားတဲ့တော့မေးတယ်အဲ့လိုမေးတဲ့ခါမှာတပြန်ပြေတာချိန်ပါမယ်ရွေးကောက်ပွဲဟာတဲ့ရခင်ကျင်သုံးခဲ့တဲ့မဲအများဆုံးအနိုင်ရသူမဲအများဆုံးရသူအနိုင်ယူစနစ် FPTB fast pass the post ပေါ့နော်အဲ့ဒါနဲ့အချိုးကျကိုစားပြုစနစ်နော်ပူ PR ပေါ့အဲ့ဒီနှမျိုးစလုံးကိုတဲ့အသုံးပြုဆောင်ရအောင်မှဖြစ်ပါတယ်ပြောရရင်တော့ FPTB နဲ့ PR နှမျိုးစလုံးကိုရောစပ်ပြီးသုံးမယ်တဲ့လူကူလာမရွေးကောက်ပွဲရနော် တစ်ချက်ပေါ့နောက်တစ်ချက်ကမြောင်းနိုင်ငံမြို့ပေါင်း330ရှိတယ်တဲ့အခုတွတ်တော်အရာဆိုရင်တော့မြို့ပေါင်း330တွတ်တော်ရဲ့စစ်စစ်ကြပေါ့တွတ်တော်စစ်ကြဆိုရင်တော့မြို့ပေါင်း330ရှိတယ်အဲ့ဒီထက်မှမြို့ပေါင်းဘယ်လောက်မှအကျင့်ပဖို့ရှိနေပါတယ်လို့မေးတဲ့အခါမှာရွေးကောက်ပွဲကျင်းပမဲ့ရက်ထုတ်ပြန်ကြေညာပြီးတဲ့အချိန်မှာဖြစ်ပေါ်လျက်ရှိသည့်နေမြေဒေသလုံခြုံရေးအခြေအနေရရွေးပောက်ရွေးကောက်ပွဲကျင်းပနိုင်မဲ့မြို့နယ်များဆောင်းတော်မှာဖြစ်ပြီးတော့မကျင်းပနိုင်တဲ့မြို့နယ်များကိုလည်းထုတ်ပြန်ကြေညာမှာဖြစ်တယ်တဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့လက်ရှိစီရင်စရာများအရမြို့နယ်ပေါင်း269မြို့နယ်မှာကျင်းပဖို့ရှိပါတယ်တဲ့ လက်ရှိစီးရင်စရာအရာ269မြို့နယ်မှာကျင်းပဖို့ရှိတယ်ရွေးကောက်ပွဲอ่ะเนาะဆိုတော့အဲ့တော့သူကထပ်မိတယ်ပြည်သူ့လွတ်တော်ရဲ့ပြည်သူ့လွတ်တော်အတွက်က PR လား FPTB လားအမျိုးသားလွတ်တော်ရဲ့စနစ်က PR လား FPTB လားဆိုတော့အဲ့ဒါမေးတဲ့အချိန်မှာတိုက်ဒေသကြီးနဲ့ပတ်သက်ရင်လည်း PR လား FPTB လားမေးတယ်အဲ့မေးခွန်းကတော့ပြောရရင်တော့အဲ့အတွက်အဖြေကတော့ရှင်းပါတယ်သူက PR ရဲ့ FPTB ရဲ့နှမျိုးစလုံးကိုသက်ဆိုင်ရွေးကောက်ပွဲလိုက်မျှပြီးကျင်းပသွားမယ်လို့ပြောတယ်ကျွန်တော်တော့ point လည်းပြောရင်ဒီနေရာမှာ तू ကတော့ ဒီသူကရောဖြေသွားတယ်ပေါ့ကျွန်တော်ပြောရတာတခုရှိတယ်ကျွန်တော်တခုပြပြမယ်ဒီဒီမှာသူဖြေရတဲ့မှာမပါဘူးမပါရင်မဲ့ပြပြပါမယ်ပြည်သူလွတ်တော်အတွက်ကျင်းပမယ်စနစ်က PR စနစ်ဖြစ်ပါတယ်ပြည်သူ sorry ပြည်သူလွတ်တော်အတွက်ကအာပြည်သူလွတ်တော်အတွက်က FPTB ဖြစ်ပါတယ် FPTB ဖြစ်ပါတယ်အမျိုးသားလွတ်တော်အတွက်ကတော့ PR စနစ်ကိုသုံးပါလိမ့်မယ်အမျိုးသားတိုင်းဒေသကြီးလွတ်တော်အတွက်ကိုလည်း PR စနစ်ကိုသုံးပါလိမ့်မယ်အဲ့တော့ပြောရရင်တော့ first part the post first pass the post ကိုပြီးပြီးသူလွတ်တော်အတွက်သုံးနိုင်မယ်လို့ကျွန်တော်တို့ကောက်ချက်ချထားပါတယ်။ဘာလို့ဆိုတော့ပြီးသူလွတ်တော်ဆိုတာကဒီလွတ်တော်သုံးရက်ထဲမှာဒါအားကောင်းဆုံးနဲ့လူတွေကစောင့်ကြည့်ဆုံးလွတ်တော်။အဲ့တော့ပွင့်လည်းပြောရင်တော့အဲ့ဒီနေရာကမြို့နယ်တခုချင်းစီတာမှုရှိတဲ့အတွက်သူက first pass the post လို့ခေါ်တယ်။အဲ့ဒီဟာကိုသုံးပါလိမ့်မယ်။အမျိုးသားလွတ်တော်အတွက်ကတော့ PR ကိုသုံးပါလိမ့်မယ်။နောက်တော့ကတိုင်းဒေသကြီးလွတ်တော်ပြည်နယ်တိုင်းဒေသကြီးပြည်နယ်လွတ်တော်တွေလည်း PR စနစ်ကိုသုံးပါလိမ့်မယ်။ခြုံငုံပြီးတော့ဗောနော်။အဲ့လိုသုံးနိုင်မယ်လို့ကျွန်တော်တို့ကောက်ချက်ချထားပါတယ်။သူကတော့သူကတော့မေကွန်သုံးခုလုံးကိုအဲပြန်ဖြေတာကတော့ FVTP နဲ့အချိုးကျကိုစားပွဲဆင်နေပြရနှမျိုးလုံးကိုအသုံးပြုဆောင်ရတော့မှဖြစ်ပြီးတော့သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ new ဥပဒေများပြဋ္ဌာန်းထုတ်ပြန်ပြီးကပါအသေးစိတ်သိရှိရန်ဖြစ်ပါတယ်လို့သူကပြောတယ်ပြောရင်တော့သူပြည်သူ့လွှတ်တော်မျိုးသားလွှတ်တော်ပြည်နယ်တိုင်းဆိုင်လွှတ်တော်၃ရက်လုံးအတွက်ဘာကိုရွေးမယ်ဆိုတော့အတိအကျသူမပြောနိုင်သေးဘူးကျွန်တော်ကခုနအကြံပြင်းပြည်သူ့လွှတ်တော်ဒီ FPTP မျိုးသားလွှတ်တော်ဒီ PR ပြည်နယ်တပိနေတိုင်းတကြီးလို့တော်သည်ပြာဒီလိုကျွန်တော်ကျွန်တော်တော့ခံမှန်းထားပါတယ်เนาะဒါတစ်ချက်ပေါ့အဲ့တော့ရွေးကောက်ပွဲကျင်းပမယ်စနစ်ကတော့ဒါပွင့်လင်းပြောရင်တော့ electronic အဲမြန်မာ electronic voting machine ပေါ့နော် MEVM ပေါ့အဲ့ဒါနဲ့သွားမယ်ဆိုတာမျိုးပြောတယ်ပေါ့အဲ့ဒါရလက်ကူရလက်နဲ့အခက်အခဲဖြစ်နိုင်လားသူကမေးတယ်အဲ့မှာကျတော့သူကဖြေတယ်သူစမ်းသပ်ပြီးပြီပေါ့ဗျာစမ်းသပ်ပြီးပြီဖြစ်တဲ့အတွက်စာချင်းစာချင်းရအကုန်လုံးကောင်းတယ်အကုန်လုံးအဆင်ပြေတယ် AC ဖြစ်တယ်ဆိုတာမျိုးကိုသူပြန်ဖြေထားတယ်နောက်တစ်ခါ UK ဘယ်တိုင်းဆိုင်ပြည်ပြင်းနေမှာအရေးဆုံးချိမောက်စင်ထားလဲဒုတိယဦးစားပေးရပါလဲဆိုပြီးမေးတယ်မေးတော့ နေမြေချင်းနဲ့ကန့်သက်ချက်ရှိတဲ့နေမြေလွှဲပြီးတိုင်းသာချင်းနဲ့ပြည်နယ်အားလုံးမှာဦးစားပေးစီစဉ်အတိုင်းအပိုင်းခွဲပြီးကျင်းပကိုရတာလေတဲ့နော်အဲ့တော့နောက်တစ်ခုကရွေးကောက်ပွဲကျင်းပမယ်ရတရထက်လာဒါမှမဟုတ်ပနေရလုံမလဲပေါ့ဗျာအဲ့ဒါမေးတဲ့ခါတော့အပိုင်းလိုက်ကျင်းပကိုရထားတယ်ရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပမယ်ရတွေတတ်မှတ်ပြီးမှဖြစ်တယ်ဆိုတော့ရွေးကောက်ပွဲကအရင်တော့လူနိုဝင်ဘာ၈ဆိုပြီးတရထက်မဟုတ်တော့ပဲနဲ့အခုကဒီဇင်ဘာဒါမှဒီဇင်ဘာဆိုမယ်အပိုင်းအပိုင်းလေးဒီဇင်ဘာ first week second week ဒီဇင်ဘာ၁ရက်၂ရက်၃ရက်စသဖြင့်ရက်ရက်တွေတော့သူတတ်မှတ်ပြီးတော့ပိုင်းပြီးတော့ဆက်လိုက်ကျင်းပသွားမယ်သဘောမျိုးတွေ့ရပါဆို တပြိုင်တည်းကျင့်ပဖို့တရက်ထက်တစ်ချိန်တည်းမှာကျင့်ပဖို့ကြတော့အခက်အခဲရှိနေပုံရတယ်ဒါကူလက်ရှိဒီစဲတာမန်မဟုတ်သောအချိန်ကြီးအရာပေါ့နော်ဒါလိုတွေ့ရတယ်ဆိုတော့ရေပေါ်ဂွေးကောက်ဝဲမကျင့်ပနိုင်တဲ့မြို့နယ်တွေပိုင်းညာတွေမှာအဲ့ဒါတွေအဲ့မှာပါတဲ့ပါတီတွေဘယ်လိုလုပ်ကြမလဲဆိုတော့ဂွေးကောက်ပွဲကျင့်ပဖို့အခက်အခဲနေတဲ့အဲ့ဒီဒေသတွေပါတီတွေပေါ့အဲ့ဒီဒေသတွေနဲ့အဲ့ဒီပါတီတွေဘယ်လိုလုပ်မလဲဆိုတော့အဲ့ဒါတွေနဲ့ပတ်သက်လို့ရှိရင်တော့တက်ဆိုင်ထွက်တော့မဲဆန္ဒနဲ့တက်မှတ်ပါပြုတော့ပါတီတွေရွေးကောက်ပွဲရှင်ပြိုင်နိုင်ရေးအတွက်စောင့်တော့မှဖြစ်တယ်ပြည်သူတွေနဲ့မဲဆန္ဒနဲ့တက်မှတ်ရထားတဲ့မဲအုံတွေမှာပေးနိုင်မှာဖြစ်တယ်ဆိုတော့ပြောတယ်နောက်တစ်ခါဥပမာရခိုင်ဆိုလို့ရှိရင်တဲ့ သုံးမျိုးနဲ့ပဲကျင်းပနိုင်မယ်အဲ့ဒီသုံးမျိုးနဲ့အတွက်ပဲလွတ်တော်မတ်တွေရှိပြီးတော့ချား၁၄မျိုးနဲ့မှာလွတ်တော်မတ်တွေမရှိတဲ့သုံးမျိုးဘယ်လိုလုပ်မလဲအဲ့လိုလိုမျိုးတွေဘယ်လိုမဲထည့်မလဲပေါ့အဲ့ဒါသူလည်းမေးတယ်အဲ့တော့ပြောင်းလဲခြင်းသုံးပဲစနစ်နဲ့အညီပါညာပေါ့ဗျာတက်တိုင်းလက်ဆိုင်လွတ်တော်ကိုယ်စားလှယ်ဒီအခြေအနေတွေပါညာကြီးဒါလည်းအားလုံးပြန်ထားပြီးမှသိစိတ်သိရှင်းနိုင်မှာဖြစ်တယ်စသဖြင့်ဒါလည်းသူလျှော်ပြီးတော့လျှော်ဖြေသွားတယ်ဆိုတော့ဒီသတင်းစကားတွေအရာပြောမယ်ဆိုရင် UEC မှာသူကတက်မှတ်တာ269မြို့နယ်အထိသူတက်မှတ်ထားပြီးသားရှိနေပြီလို့အထိပဲတက်ရောက်တယ်အဲ့တော့269မြို့နယ်ကနေပြီးတော့အခုလက်ရှိခင်းချင်းကြောင့်ဆုံးရှုံးရင်တော့69မြို့နယ်ဖြစ်လိုက်200ကျန်တယ် ်200ကျန်တယ်เนาะ269မြို့နယ်ကနေပြီးဆုံးရှုံးသွားလို့69မြို့နယ်ပေးလိုက်ပေးလိုက်200ကျန်တယ်အမြို့နယ်200ကျန်လို့ရှိရင်ရွေးကောက်ပွဲကျင်းပလို့ရသလားဆိုတော့အရာတော့လွန်သွားတာပေါ့ဗျာ330မှာเนาะ165မြို့နယ်ကျင်းပနိုင်ရင်တော့အဆင်ပြေတယ်နောက်တစ်ခုကထပ်ပြောမယ်130ကျင်းပနိုင်ရင်လည်းအဆင်ပြေသေးတယ်130လောက်ကျင်းပနိုင်တော့ပြည်သေးတယ်တရားနဲ့20လောက်ကျင်းပနိုင်လေပြီးတယ်ဘာလို့လဲဆိုတော့ကျွန်တော်ခင်ဗျားတို့ယူလီပဲတစ်ခေါက်တော့ပြပါဘူးလေတက်မတော်သား90 130ရှိတယ် လွှတ်တော်မှာ664ယောက်ရှိတယ်664ယောက်ကထောက်ဝက်ချမ်းလိုက်332ယောက်332ယောက်မှာတမတော်သားကိုယ်စားလဲ168ယောက်ရှိတယ်တမနဲ့32ယောက်မှာ168ယောက်ရှိတယ်အဲ့တော့ဘလောက်လို့လဲဘလောက်လို့လဲ160ကျော်ပဲလို့တာ160ကျော်ပဲလို့ရဆိုတာအဲ့တော့ပြည်သူ့လွှတ်တော်မှာမြို့နယ်100ချင်းပါတယ်ဆိုရင်မြို့နယ်100မှာပြည်သူ့လွှတ်တော်100ရမယ်အမျိုးသားလွှတ်တော်က12ယောက်12ယောက်12ယောက်နဲ့ခပြတ်တွက်ကြည့်လိုက်နော်12ယောက်12ယောက်နဲ့ခပြတ်တွက်ကြည့်လိုက်မြို့သားလွှတ်တော်ကပြည်နယ်တိုင်း9ခုမှာပြည်နယ်တိုင်း14ခုမှာ12ယောက်12ယောက်နဲ့တွက်ကြည့်လိုက် တရားလောက်ရတယ်တရားပေါ့ဗျာတရားပဲထောင်းတရားမို့50 60 60ပဲရထောင်းအဲ့မှာတည်းကခင်ဗျာပြည့်သွားပြီမြို့330ကျော်သွားပြီ332ကျော်သွားပြီဒါကြောင့်မြို့ပြည်သူလွတ်တော်ကိုသူတို့တော့တရားမြို့နယ်တရားတရားမှာကျင်းပနိုင်ရင်တော့သူ့ရဲ့ဘောင်ထဲကိုဝင်အောင်လုပ်လို့ရနေတယ်မြို့တရားဆိုရင်တော့အဲ့တော့မြို့နယ်တရားကိုခဏဖယ်လိုက်တရားနဲ့50ပဲကျင်းပနိုင်တယ်လို့ဆိုရောအခု तू က262ခုနှစ်ဆိုတော့269မှာ69ကိုဖယ်လိုက်200ကျန်တယ်ဒါကြောင့်ရုပ်ကပွဲကျင်းပလို့ရတာလားဆိုရတာပေါ့အရတော်တုံသေးတယ် ဲ့ဒါဆိုရွေးကောက်ပွဲချင်းမှပြီးတော့တရားဝင်အတည်ပြုနိုင်ပြီအဲ့တော့လွှတ်တော်ရဲ့ထက်ဝက်ကျော်ဖြစ်ပြီဆိုရင်အဲ့ဒါလွှတ်တော်ကအတည်ပြုပြီရပြီနောက်ထပ်ရှိသေးတယ်နောက်ထပ်ရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်အမေရိကန်သမ္မတအေဘရာဟမ်လင်ကွန်တို့ရဲ့မြောက်ပိုင်းနဲ့တောင်ပိုင်းပြည်နယ်ဟိုအမေရိကန်တောင်နဲ့မြောက်ကွဲကြရပြီးတော့စစ်ပွဲတွေဖြစ်ကြတဲ့ခါမှာလင်ကွန်ကသူပိုင်တဲ့ဒေသမှာသူ့ရဲ့နိုင်နဲ့သူရထားတဲ့ဒေသမှာသူကရှင်းရှင်းလေးအဲ့ဒေသမှာသူရွေးကောက်ပွဲလုပ်ပြီးအဲ့ဒေသနဲ့သမ္မတလုပ်လိုက်တယ်ရှင်းတယ်ပြီးလည်းပြီးတော့အဲ့ကျန်တဲ့ဒေသအပိုင်သိမ်းလိုက်တယ်ဆက်တိုက်တယ်အဲ့တော့အဲ့ဒေသရဲ့ထောက်ခံမှုနဲ့ ကျန်တဲ့အမေရိကန်ကျန်တဲ့အစိပ်ပိုင်းတို့လိုက်ပြီးသိမ့်ပိုက်လိုက်တယ်ပြီးတော့ထပ်ပြီးတော့ကျန်တဲ့မြို့တွေထပ်ကျင်းပါတယ်သူလင်းကွန်းသမရဖြစ်တယ်ဒါပဲအခုလည်းရှင်းရှင်းပြောရရင်တော့မြို့နယ်200ပဲကျန်နေထား300နဲ့300မှာ200ပဲကျန်နေထား200မို့150ပဲကျန်နေထားအောင်ဗျာ330မှာ150ကျန်ထားအဲ150ကိုရွေးကောက်ပွဲကျင်းပပြီးတော့အဲ့ဒီကတက်လာတဲ့သမရကသမရလို့ပြီးတာနဲ့အဲ့ဒီကကျန်တဲ့မြို့နယ်အကုန်လုံးပိုက်ကပ်ပြီးတော့ပတ်ပြီးတော့သူသိမ့်ပိုက်ဖို့လိုတဲ့မြို့နယ်တွေဒီ150ကထောက်ခံကျန်တဲ့သူကျန်တဲ့မြို့တွေပတ်သိမ့်ပါပတ်သိမ့်ပြီးတော့ပြန်ပြီးသိမ့်ပိုက်လို့ရတယ်မရဘူးလား ဥပဒေကကန့်ထားတာမရှိဘူးကျွန်တော်အဲ့ဒါအလွယ်ဆုံးပြောတာအဲ့ဒါအွယ်အလွယ်ဆုံးနဲ့နားလည်နိုင်စကားကိုပြောတာနိုင်ငံရဲ့ထချမ်းထချမ်းထောက်ဝက်လောက်ကိုပဲရွေးကောက်ပွဲကျင်းပနိုင်ရင်တော့အဲ့ထောက်ဝက်လောက်ကျင်းပပြီးတော့အဲ့ထောက်ဝက်ကနေပြီးတော့ကျန်တဲ့ထောက်ဝက်ကိုပြန်သိမ်းနိုင်လို့ရတယ်သိမ်းပြီးတော့တိုက်ယူလို့ရတယ်အဲ့လွတ်တော်နဲ့အဲ့သမရနေပြီးလွတ်တော်နဲ့လွတ်တော်အဲ့လွတ်တော်ထောက်ခံချက်အဲ့သမရရဲ့ဆုံးဖြတ်ချက်နဲ့နောက်လာမယ့်တချို့လောင်းရတော့တိုက်ယူရင်မရဘူးလားလွယ်လွယ်လေးတွေကြီးပဲအဲ့ဒါကြောင့်အရန်လွယ်တယ်ခင်ဗျားတချို့လျှောက်ပြောနေရပြောတော့ပရိပရိုက်လျှောက်ပြောနေတာရိုးရိုးလေးပဲအဲ့ဒါအယိုးဆုံးနဲ့အလွယ်ဆုံးနဲ့အရှင်းဆုံးနည်းလမ်းကိုပြောတာ เนาะကျွန်တော်တို့ကတမားလို့ဝိတ်ဝိုင်းမနေဘူးလိုရင်းပဲပြောတာအဲ့တော့တမားလို့ဝိတ်အာဘာလို့ရှောက်ပြောမနေဘူးလိုရင်းပဲပြောမှာအဲ့လုံးလို့ရတော့ရတယ်ဘယ်ဥပဒေမှာကန့်ထားတာမရှိဘူးတတဲ့ပဲပြောတာအဲ့တော့အဲ့တော့လုံးလို့ရတယ်လို့ပြောတာအဲ့တော့ဖြစ်နိုင်ကြီးကနီးကိုနီးလာပြီကျွန်တော်တို့ကအဲ့ဒါကိုတော့မဖြစ်မနေလုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်တိုက်တွန်းခြင်းပြည်သူလူတွေတိုက်တွန်းခြင်းလည်းရွေးကောက်ပွဲနဲ့ပဲခင်ဗျားတို့ကျွန်တော်တို့အားလုံးကအေဂျင့်နေရဖို့လမ်းစာကိုရှာနိုင်မယ်ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကတစ်ချိန်တည်းမှာတစ်ဆက်တည်းမှာပဲ तू ကဒီဘိုးချုပ်ကြီးက ဗိုလ်ချုပ်ကြီးကနေပြီးတော့ဗောဗျာအခုအခု BBC တို့ဘာလို့ဖော်ပြနေတာပါ BBC ဗောကျွန်တော်မပြောပါဘူး BBC ပြောလို့ကျွန်တော်ပြောတာပါ BBC မပြောရင်ကျွန်တော်ပြောဘူးဆိုတော့အခါကျရင် BBC ကိုကျွန်တော်ကကြည့်ရတယ် BBC ကိုဆန်အောင် show ရတယ် BBC ရေးရင်တော့ကကိုမအကာရန်ရှိပြီ BBC ရေးလို့ကျွန်တော်ကပြောတာဆိုပြောလို့ရတယ်အဲ့တော့ BBC ရေးတယ်ဘာလို့ရေးလဲဆိုတော့ဗိုလ်ချုပ်ကြီးကသူ့ရဲ့ဗိုလ်ချုပ်ကြီးတွေကိုမေးနေတယ်အထူးဗိုလ်ချုပ်ကြီးတွေဗိုလ်ချုပ်ကြီးတွေကိုမေးတယ်သူ့လက်ရှိဝန်ကြီးတွေအကုန်လုံးမေးနေတယ်ဘာလဲကောင်စီဝန်တွေလည်းမေးနေတယ်ရွေးကောက်ပွဲဝန်ပြိုင်ရင်ဖို့ဆန္ဒရှိလားမရှိလားဆိုတော့စစ်တမ်းလေးတွေမေးနေတယ်တဲ့ဆိုပြီးတော့ BBC ကရေးတယ် ဟုတ်ရလို့ဟုတ်မှာပေါ့ခင်ဗျာလည်းအခုလက်ရှိဝင်ကြီးတွေကောင်စီဝင်တွေဗိုလ်ချုပ်ကြီးတွေပြည်ဗိုလ်ချုပ်ကြီးတွေအကုန်လုံးဒါတွေအကုန်လုံးမေးမှာပဲဗိုလ်ချုပ်ကြီးကမေးမှာပဲဖြစ်နိုင်ချင် BBC ရေးတာအဲ့ဒါဖြစ်နိုင်ပါလေဖြစ်နိုင်ပါလေဖြစ်နိုင်ပါလေဖြစ်တယ်လို့ပဲမှတ်ပါနော် BBC ရေးတာဟုတ်နော်ဆိုတော့အဲ့လိုမေးတယ်ပေါ့မေးတော့ခင်ဗျာစဉ်းစားကြည့်နော်ကျွန်တော် BBC ကိုကိုက်ပြီးပြောတာနော်ကျွန်တော်ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်ကျွန်တော်ကျွန်တော်မသိဘူး BBC ကိုကိုက်ပြီးကျွန်တော်ပြောတာဆိုတော့မေးပြီပေါ့ဗျာမေးတဲ့ခါကျတော့ဗိုလ်ချုပ်ကြီးအဲ့လိုမေးတာရင်ခင်ဗျာကောင်စီဝင်တွေရှိမယ်ဗိုလ်ချုပ်ကြီးရှိမယ်ပြည်ဗိုလ်ချုပ်ကြီးရှိမယ်လက်ရှိဝင်ကြီးရှိမယ်ဝင်းချုပ်ကြီးရှိမယ်အဲ့လိုတွေကဘာပြောကြမလဲ ဘုံကြုံကြီးကျွန်တော်တို့မလုပ်တော့ပါဘူးခင်ဗျားလို့ညင်းမလားဟုတ်ကဲ့ကျွန်တော်တို့စဉ်းစားပြီးတော့ဘုံကြုံကြီးထားရနေဆရာတော်လုပ်မယ်လို့ပြောမလားဒါမှမဟုတ်လုပ်မယ်လို့ပြောမလားသုံးမျိုးရှိရနော်အဲကျွန်တော်တို့တော့မလုပ်တော့ပါဘူးခင်ဗျားလို့ပြောမယ်လို့ရှိမယ်အဲကျွန်တော်တို့ကတော့လုပ်ပါမယ်လို့ပြောမယ်လို့ရှိမယ်နောက်တစ်ခုကဘုံကြုံကြီးရဲ့သဘောဆန္ဒအတိုင်းပါပဲခင်ဗျားလို့ပြောမယ်လို့ရှိမယ်အဲဘယ်သူကဘယ်လိုပြောမလဲကျွန်တော်တော့အဲ့ဒါမသိဘူးတူးချင်းစီအဲပြောမှာပဲဒီကြပေါ့ဆိုတော့ဘုံကြုံကြီးရဲ့သဘောဆန္ဒအတိုင်းပါဗျာခင်ဗျားလို့ပြောမယ်လူကတော့လူတစုရှိမယ်တစုရှိမယ်အဲတချို့ကတော့ကျွန်တော်မလုပ်ချင်တော့ပါဘူးဘုံကြုံကြီးခင်ဗျားလို့ အပြောမယ်လို့ရရှိတယ်ကျွန်တော်တော့မလုပ်ချင်တော့ပါဘူးဒါပေမဲ့ဗိုလ်ချုပ်ကြီးတာဝန်ပြန်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့လုပ်ဟိုလုပ်ဖို့လိုအပ်လာရင်လည်းကျွန်တော်တို့လုပ်ပါမယ်လို့ပြောမယ်လို့ရှိနိုင်တယ်နောက်တစ်ခုကအာလုပ်မယ်ကျွန်တော်ကပြန်မချောက်ဘူးကျွန်တော်ကပြိုင်ပါအဲ့လိုပြောမယ်လို့လည်းရှိနိုင်တယ်အဲ့တော့ဗိုလ်ချုပ်ကြီးကိုယ်တိုင်ကရောဆိုတော့လာပြီကျွန်တော်အဲ့အရာတွေကိုကြာတော့တကယ်တမ်းကြာတော့ပို့လင်ပြောကျွန်တော်ဆောင်းမသုံးသက်ချက်နဲ့ကျွန်တော်ရေးချင်တာဒါကျွန်တော်နစောသေးတယ်ဆိုစောင့်နေတာတိုင်ပင်စောင့်တာပါဆိုပို့လင်ပြောရင်လာမယ့်ဇူလိုင်31ရက်ကာလုံပြီးဦးပဲကျွန်တော်ဖြည်းဖြည်းချင်းစောင့်နေတာဖြည်းဖြည်းချင်းစောင့်ပါဆိုလုံသေးတယ်အဲ့ကြောင့်မပြောချင်တာအခုမပြောသေးဘူးမသုံးတတ်သေးဘူးအဲ့ကိစ္စကိုအဲ့တော့ သူမိကုန်နေမိထားတယ်ဆိုတဲ့ဟာလည်းဖြစ်နိုင်ခြင်းရှိပါတယ်အဲ့တော့သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းစဉ်းစားကြမှာပေါ့ဘိုးချုပ်ကြီးမိလာပြီဆိုတော့အမေးရှင်အဖြေရှိရမယ်လေမိတာကိုမဖြေဘဲနဲ့ဝိုးလေကြောင်မဲ့လုံနေရမလားရမလားလို့လုံကြည့်လေရမလားလို့ရရင်လည်းရမှာပေါ့တို့ရရင်လည်းရမှာပေါ့နော်ဆိုတော့သူ့ရဲ့ဘိုးချုပ်ကြီးတွေကတော့သူ့ရဲ့ဘိုးချုပ်ကြီးတွေကတော့ဟိုဘိုးချုပ်ကြီးရဲ့ဟိုဟာပြီးတော့ကဲမင်းကတော့ပေပါတီကိုသွားမင်းကတော့တတိပုဂ္ဂလမင်းကတော့စောင့်နေအသိန်းစောင့်နေ ဲဒါမျိုးတွေဒါလေးစောင့်အောင်နေရှိတယ်အဲဒါလည်းဘိုးချုပ်မှုကြီးရပါတော့ဟိုကွာရေးပါတယ် BBC ကရေးပါတယ်ဦးတန်းရွှေကြီး2010တုန်းကလောက်ခဲ့တယ်လို့မျိုးဘိုးချုပ်မှုကြီးကတော့တချိန်ပြန်လုပ်နေရပြီဒါပေမဲ့ဦးတန်းရွှေကြီးလောက်မခက်မလွယ်ဘူးလွယ်ကူချုံမှုတွေမရှိဘူးဦးတန်းရွှေတော့လွယ်သေးတယ်ဦးအမြောက်လိုင်းဂျုံရေဆိုင်တွေရတာလည်းနည်းနည်းကျန်းနေပေါ့ဗျာဟုတ်တယ်သူရေးတာလည်းအမှန်တယ်ဟုတ်တော့အဲ့အဲ့တိုင်းလို့ဖြစ်နေတာဦးဘိုးချုပ်မှုကြီးကသူကဘိုးချုပ်မှုကြီး ။ तू ရွေးကောက်ပွဲဝင်ရမလားမဝင်ရဘူးလား तू စဉ်းစားမယ်။နောက်တစ်ခုကဒီလိုဝင်တယ်လားမဝင်တယ် तू စဉ်းစားမယ်။ဝင်ဖို့လိုလားမလိုလား तू စဉ်းစားမယ်။အဲ့လိုပဲ तू လူတွေကို तू စဉ်းစားပြီ။ तू ရဲ့ဘိုးချုပ်ကြီးတွေ तू ရဲ့ဒုရဲ့ဘိုးချုပ်ကြီးတွေရှိတယ်။အဲ့မှာတော့ဘိုးချုပ်ကြီး၁၀ယောက်ရှိပြီလို့ပြောတယ်။ဘိုးချုပ်ကြီးအဆင့်နေရပါတော့။ဘိုးချုပ်ကြီးအထက်အဆင့်က၁၀ယောက်တောင်ရှိတယ် तू ကပြောတယ်။ Okay သူရဲ့ဘိုးချုပ်ကြီးတွေလည်းတန်းစီနေတယ်၊ပြုံကြီးပဲပြောတယ်။ဆိုတော့အဲ့လူတွေကိုလောကတချို့တွေကဝိုင်းရင်တပိုင်းနေဖြစ်လာပြီးအချို့ရင်းနဲ့တော်လာပြီးတော့သူတို့ကိုဘယ်လိုပို့မလဲဆိုတော့မိကုန်းတွေလည်းရှိတယ်။ဆိုတော့ဒါတွေကတွေးကြရအများကြီးပါပဲ။ကျွန်တော်တို့လည်းတွေးပါတယ်၊တွက်ဆပါတယ်။ ။အဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာ။ဘယ်ပုံချုပ်ကြီးတွေဘယ်ရောက်လာပြီဘယ်ဘူးတွေကဘယ်ဖြစ်မလဲ။စောင့်ကြည့်ကြတာပေါ့ကျွန်တော်ကျွန်တော်တချို့ပုံချုပ်ကြီးတွေဆိုရင်တော့ကျွန်တော်တချို့ပုံချုပ်ကြီးတွေနောက်နောက်ပြောင်းပြောခဲ့တာရှိပါတယ်။အဲနောင်လာမဲ့နောင်လာမဲ့အဲဆိုရဖွဲ့ရဲ့ဘာယာလူယူမဲ့လူတွေဖြစ်ပါတယ်။အဲကျွန်တော်အဲ့လိုတွတ်ထားပါတယ်။အဲသာသိကျွန်တော်အဲ့လိုပြောတယ်။တချို့ဆိုတချို့ဝင်ကြီးအဲတွေကိုလည်းဒါဖြစ်နိုင်ခြင်းရှိတဲ့လူတွေပါ။မညာပေါ့။ဘယ်သူကတော့ဝင်ကြီးဖြစ်နိုင်တယ်တော့ကျွန်တော်တို့ကျွန်တော်တို့ဒီတိုင်းမှာတွတ်ပြီးကျွန်တော်တို့ပြောလိုက်ရှိတယ်။ဒါပေမဲ့ဒီမှာတော့ပြောလို့မရအောင်။တော်ကြနေထိုင်နေနေထိုင်နေနာမည်ကြီးနေဦးအဲ့တော့မပြောတာကောင်းတယ်။အဲ့တော့ထားပါတော့ သက်ဆိုင်ပုံကူတွေသိပါတယ်ဆိုတော့အဲ့တော့တခါကြရင်ဒီဟာကသိစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံရေးအပြောင်းအလဲအရွေတွေမှာတစ်ခုပါပဲဒီကာလကလည်းနည်းနည်းလေးနှီးဆက်လာပြီနောက်6လအထင်မှာဖြေထွက်လာမယ့်ဟာတွေပါအဲ့တော့ဘေဘိုဂျူကြီးတွေတော့နားအငိမ့်စားယူသွားမယ်ဘေဘိုဂျူကြီးတွေတော့နိုင်ငံရေးယာရုတွေပြန်ယူမယ်ဘိုဂျူဘေဘိုဂျူကြီးတွေတော့လွတ်တော်တွေဝန်ထမ်းကြမလဲဘေဘိုဂျူတွေလွတ်တော်တွေမှာမြင်ရမလဲစသဖြင့်ဒါတွေကစိတ်ဝင်စားဖို့ကောင်းတယ် ပြည်ခိုင်ဖြိုးကလည်းသူ့အနေနဲ့သူကြီးပဲရမယ်လို့ထင်နေထင်နေမယ်ဒါပေမဲ့ပြည်ခိုင်ဖြိုးလည်းသူ့ကိုယ်သူတည်တယ်သူလည်းသိဟန်လာတာမဟုတ်ဘူးသူ့ကိုယ်သူတည်ပုံရပါတယ်ဆိုတော့ဒါတွေစောင့်ကြည့်ရမယ်ဟာတွေပါအဲ့တော့ဘိုးချုပ်ဟိုရွေးကောက်ပွဲ169မြို့နယ်ကျင်းပခြင်းကျင်းပဖို့ရာထားခြင်းနဲ့ဘိုးချုပ်ဘိုးချုပ်ကြီးကနေပြီးတော့သူ့သူ့လူတွေသူမေးနေတယ်ဆိုတော့ကိစ္စတွေဟာကြိတ်လိုပဲဆက်ဆက်နေပါတယ်လို့ပြောရင်းနဲ့ဒါတခြားကြောင်းကလည်းကျွန်တော်ရွှေ့ကြတာပေါ့နော်ဆိုတော့